2025-26ဘောလုံးရာသီကအာစနယ်နဲ့အာတီတာတို့အတွက်အကောင်းဆုံးအချိန်ခါလာမင်္ဂလာပါဗျကိုခဲစ်တဖုတ်ဘောရှိုးကနေကျေးဇူးပါတယ်ကျွန်တော်ကိုခဲပါမင်းညအတလက်တီကို၄ခုပြတ်နိုင်ပြီးတဲ့အချိန်မှာ အာစတန်နဲ့ပတ်သက်တဲ့ အတွေ့အကြုံကျွန်တော်ရတယ်ဗျာဆိုတော့ဒီအသင်းဟာ overload ပြီးတော့ hype ပြောနေစရာမလိုဘူးအရာဒီအစမဟုတ်လို့အလေလောက်ရောက်ရင်တခခုဖြစ်သွားနိုင်တယ်ဘာညာဆိုတော့ထောက်ပြချက်တွေကိုကျွန်တော်လက်ခံတယ်သို့ပေမဲ့ဒီလိုမျိုးမဖြစ်ရလေအောင်ဘောလုံးရဒီအစကတည်းက position တနေရာမှာကစားသမားအနည်းဆုံး2ယောက်ကနေ3ယောက်လောက်ထိရှိနေစီမဲ့လူငယ်အားဖြည့်တင်းပုံမျိုးကိုအာစနယ်ကိုကျူလုတ်ခဲ့ပါပရီးမီးယားလိအသင်း20လုံးမှာဆိုရင်အာစတယ်ရဲ့ goal now အလဲရှေ့ဒီကစားသမားစုဖွဲ့မှုတွေသည်ဟန်ချက်အညီဆုံးနဲ့စကွတ်တက်အဖြစ်ဆုံးမှာတချို့အသင်းကြီးတွေဆိုရင်တိုက်စစ်စုဖွဲ့မှုတော့ကောင်းတယ်ဒါပေမဲ့ကွင်းလယ်စုဖွဲ့မှုလိုတယ်အဲတချို့အသင်းတွေကျရင်ကွင်းလယ်တိုက်စစ်ကောင်းပေမဲ့ခန့်စစ်စုဖွဲ့မှုလိုတယ်အဲတချို့အသင်းတွေကျတော့လေကစားသမားတစ်တွေများနေတဲ့အတွက်ကြောင့်ဟန်ချက်မညီတာတွေရှိတယ်ဒီချိန်မှာအာစနယ်တသင်းကတော့တသင်းနဲ့ထိုးထွက်နေတဲ့ ုံတရံမျိုးကျွန်တော်မြင်ရပါတယ်။ဂိုသမားဆိုရင်လည်းဘသူပွဲထုတ်ပွဲထုတ်မင်းပါလဲငါပါလဲမေးလို့ရတဲ့ဂိုသမားမျိုးတွေ။ Rayala Caparisa Black ကလား။နှစ်ယောက်လုံးက Spanish National Team ကဒါဂိုသမားကောင်းနေပြီပဲလေ။ဒါဂိုသမားတနေရာကိုပဲကျွန်တော်ထောက်ပြတယ်။ကျန်တဲ့နေရာတွေဆိုရင်တော့ပြောမနေနဲ့အများကြီးပဲ။အဲ့တီကိုတီးနေပြီးဘေးမှာ သွေးပူလုံးနေတဲ့ဘဲတွေကိုကြည့်လိုက်တော့လေအဲဘဲတွေကလည်းဖြုတ်မဲ့ဘဲတွေဒီစကွတ်ကြီးကအားရစရာအရန်ကောင်းတယ်ကျွန်တော် review ထဲမှာပြောသလိုပေါ့ Atletico Madrid ကို၄ဂိုးပြတ်နဲ့နိုင်ဖို့ဆိုတာဗျာပေးဂိုးလည်းမရှိဘူးလွဲသလား Atletico Madrid က B ဘောင်းလည်းမဟုတ်ဘူးတီကိုမှာကစားသမားကောင်းတွေဒုနဲ့ဒေပါနီးပြကလည်းဆရာကြီးပြောမယ်ဆိုရင် Arteta တဲ့တောင်အပိုးကြီး senior ကြသေးတယ်ယူအာပိုင်းကလည်းဟိုခန်းစစ်ကစားပုံတွေမှာကြစ်လက်မှုရ နာမည်ကြီးပြီးသားနီးပြတီကိုနဲ့ဒီကိုဆိုင်မနီကြားထဲမှာ15နှစ်လောက်ရှိသွားပြီနော်အဲ့လိုနားလည်မှုအကောင်းကောင်းနဲ့အသင်းကိုအေးစေးကစားသွားတာဘာမှဟိုကောင်တာလုတ်ခွင့်မပေးခဲ့တာအဲ့လိုအခြေအနေမျိုးယူကျွန်တော်တွေကဗျာသိမလားဟိုက်ပြောနေစရာမှမလိုတာဆိုတော့ကျွန်တော်တယောက်တည်းအမြင်ရပြောမယ်ဆိုရင်ဒီချိန်ကျွန်တော်ပြောရတဲ့စကားစောကောင်းစောမယ်သို့မဲ့မလုံလို့ကျွန်တော်ထင်တယ်ဗျာဒီနေ့ရသည်အဓိကစူဖလားတလုံးလုံးကိုရဖို့အတွက်အကောင်းဆုံးချိန်ခါပဲဒီနေ့မှမရအောင်ဆိုရင်နောက်နှစ်ကလုံးဝမတည်ကြတော့ဘူးပြိုင်ဘက်တွေကလည်းအင်အားချိနေနေတဲ့အချိန်ကိုကလည်း ဲ့ကောင်းတဲ့ကောင်းအောင်ကြိုတင်ပြင်ဆင်ထားတဲ့အချိန်ဘာပြောကောင်းတယ်လဲအဲ့တော့အခုချိန်မှာပြိုင်ပွဲဆုံး12ပွဲကစားပြီးသွားပြီကျွန်တော်အာဆင်အကောင်းဆုံးခုနှစ်နှစ်ခုနှစ်နဲ့ရှင်ပြချင်ပထမခုနှစ် တချေပထမဘောလုံးရာသီပေါ့ဗျာနော်ပထမဘောလုံးရာသီကအာစနယ်ရွှေဖလားရတဲ့နေ့2003 2004ဘောလုံးရာအဲ့နေ့မှာအာစနယ်တည်းရဲ့လူစည်းကိုကြည့်ကြည့်လိုက်အခုလူစည်းအတိုင်းပဲတနေရာမှာကစားသမား2ယောက်လောက်ဝင်ပြီးတော့ကစားနိုင်တယ် Robert Pires, Wido, Chapa, Barkin, Onry အကွက်လက်မှာဆိုရင်လေ Givado Seva, Idu Gaspar, Vera နောက်တက်မှာဆိုရင်လေ22တူပဲ Van Brun Cross တို့เนาะတခြား So Campbell တို့ Seagam တို့ ਨੇ အရင်ကောင်းတယ်အဲ့တော့အဲ့ဒီရွှေဖလားရတဲ့နှစ်မှာတော့ Arsenal ဒီ12ပွဲကစားပြီးတဲ့အချိန်မှာ2025နဲ့ ကြောက်ပေါ်လို့ရသည်လားရလတ်မကောင်းဘူးအဲ့ဒီရွှေပလာရတဲ့နှစ်၁၂ပွဲကစားပြီးချိန်မှာ၇ပွဲနိုင်ပြီး ်၃ပွဲတည်ကြတယ်၂ပွဲရှုံးတယ်ရာကို၁၉ကိုပေးကို၁၂ကိုရှိတယ်ပေးကိုတွေက၁၂ကိုတောင်ပေးထားရတာနော်ဒါကအာစနယ်ရဲ့အမြင့်ဆုံးပြန်တဲ့အချိန်တစ်ချိန်အဲ့ဒီအမြင့်ဆုံးအချိန်ထက်ပိုပြန်တဲ့နောက်ထပ်ဘောလုံးရည်တရားတွေရှိသေးတယ်အဲ့ဒီဘောလုံးရည်ကကျွန်တော်ပြီးခဲ့သောဘောလုံးရည်တစ်နှစ်ခွဲကျော်မန်စီးတီးနဲ့ရှင်ပြိုင်တဲ့နှစ်2023-24ဘောလုံးရည်အဲတော့ကအာစနယ်တင်းသည်၁၂ပွဲကစားပြီးတဲ့အချိန်မှာ၉ပွဲတောင်နိုင်ခဲ့တယ်ဒါပြိုင်ပွဲဆုံး၁၂ပွဲပြောတာနော်ချန်ပီယံလိရောပါတယ်တခြား domestic cup တွေလည်းပါတယ် ကိုးပွဲနိုင်နှစ်ပွဲတည်းအပွဲရှုံးတယ်အဲ့တလောက်ကောင်းခဲ့တဲ့အချိန်ကာလတော့အခုအချိန်ကာလတော့မကောင်းဘူးတပွဲဒီနှစ်ကပူအတာရထားသေးတယ်ဆိုတော့အဲ့ဒီ2023 24မှာရာဂိုး22ခုပေးကူက8ခုရှိတယ်ဒါလည်းတိုက်စစ်ခံစီမြတ်တဲ့ကိန်းကိန်းနဲ့အချက်လက်ပဲနော်တိုးတော့ဒီနှစ်ကပူကျန်းတယ်12ပွဲကစားပြီးတဲ့အချိန်မှာ10ပွဲနိုင်တယ်တပွဲတည်းကြပြီးတော့တပွဲပဲရှုံးတယ်ရှုံးတဲ့ပွဲကလီဗာပူးကိုဒိုမီနစ်ဆိုဘူဒလိုင်းရဲ့ရှယ်ဖရီကစ်တွင်ကိုနဲ့ရှုံးခဲ့တဲ့ပွဲရာဂိုးဘယ်နှခုထင်လဲဘရို24ခုရထားတယ်နော် ့ပေးကိုက3ကိုပဲရှိတယ်အဲ့3ကိုမှာ open play ကနေခွင့်ပြုခဲ့ရတဲ့ကိုကတကိုပဲရှိတယ်ကျန်တဲ့ကိုက arsenal တွင်းတဲ့ပုံစံမျိုး sub play တွေကနေတွင်းခဲ့တာနှစ်ကိုအလုံးပေါင်းဒီခံစစ်က3ကိုပဲခွင့်ပြုထားတယ်ဘရိုရဲ့အဲ့ဒီ game နဲ့အချက်လက်ကြီးကတော့ဘလို့ပဲတွတ်တွတ်ဒါကြီးကလံပြန်ထွက်နေတာအဲ့ဒါကြောင့်တိုက်စစ်ခံစစ်ကွင်းလဲနီးပြနဲ့ကစားသမားတွေကြားရတဲ့နားလည်မှု နီးပြရဲ့အသင်းရဲ့အထာတိမှုနောက်အရင်သွေးရှိတဲ့ Sporting Director တယောက်ပေါင်းဖက်မှုတွေနဲ့အားလုံးချုံငုံကြည့်လိုက်မယ်ဆိုရင် Arsenal အသင်းရဲ့ဟိုအောင်မြင်မှုရရဖို့အသင့်တော်ဆုံးနှစ်က2025-26ဘောလုံးရသည်ဖြစ်နေပါတယ်အဲ့တော့ကြောင့်ဒီနှစ်ဘောလုံးရသည်ပြီးတဲ့အခါကျရင် Arsenal အသင်းဘလို့အောင်မြင်မှုတွေ ရအောင်သွားမလဲဆိုတာစောင့်ကြည့်လိုက်အောင်ခင်ဗျကျွန်တော်ကတော့အဓိက main trophy တလုံးလုံးတော့တော့ရနိုင်တယ်လို့ထင်ပါတယ်ကျွန်တော်ညီကိုတွေရောဒါ Arsenal ပြိတက်မှာတယ်မဟုတ်ဘူးเนาะတခြားသော fan ညီကိုတွေလည်းကို့အသင်းဆွဲကင်းကင်းနေပေါ့เนาะ Arsenal အသင်းရဲ့ဒီနေ့လှုပ်ဆောင်ပြနေတဲ့လှုပ်ဆောင်ချက်တွေအထင်ကြီးစရာဆွဲဆောင်ရေးတွေကိုဝင်ရောက်မှတ်ချက်ရေးသားပေးသွားကြဖို့အတွက်လည်းအားလုံးဖိတ်ခေါ်ပါတယ်အခုတော့ခဏတာနှုတ်ဆက်ပြရသေးခြေသူများကြီးတွေပါတယ်ခင်ဗျာ